မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဂျွန်လ18ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ တိုက်ပွဲတွေပြင်းထန်နေတဲ့ကြောက်ဖြူမှာအာရခတတော် AA ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးတချို့ဟာစစ်ကောင်စီရဲ့တိုက်ရင်တချို့အပါအဝင်စရဖယုံနဲ့လေးစိတ်အနီးမှာကြောက်ရောက်ပောက်ကွဲမှုတွေရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုရက်ပိုင်းမှာကြောက်ဖြူမြို့နယ်ထဲမှာရှိတဲ့စစ်ကောင်စီရဲ့တိုက်ရင်တွေဖြစ်တဲ့ခမရ94နဲ့ခမရ943နဲ့ခလိုက်ရ34စတဲ့တိုက်ရင်တွေမှာ AA ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးကြောက်ရောက်ပောက်ကွဲမှုတွေရှိနေတယ်လို့ဒေသခံစီရေးသတင်းရင်းမြစ်ကအမျိုးသားတို့ကပြောပြထားပါတယ်အခုတလောခမရ943 ၃၅၄၂နဲ့တရင်တချို့မှာလက်နက်ကြီးကြီးတွေကြောက်ရောက်ပောက်ခွဲတာတွေရှိပါတယ်လူထိခိုက်ရှိတဲ့အတန်တော့မကြမိသေးဘူးအဆောင်တွေပျက်စီးသွားပါတယ်ခမရ၅၄နှစ်မှာကလူကတိတ်မရှိဘူး၅၄၃နဲ့ခလိုက်ရ၃၄တို့ရဲတပ်ရင်းတို့ကြောက်တလုံးဂိတ်တွေမှာကစစ်ကောင်စီတပ်သားတွေအများကြီးကြံနေသေးတယ်လို့ပြောပြထားပါတယ် ဇွန်လ15ရက်နေ့ကလည်းအေအေကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးတချို့ဟာကြောက်ဖြူ၄စိမ့်နဲ့ကတ်နေတယ်ခလိုက်ရ34တပ်အနည်းကိုကြောက်ရောက်ပောက်ကွဲခဲ့တယ်လို့သိရပါဗါဒါအပြင်ကြောက်ဖြူမြို့နာကစစ်ဘက်ရေးရလုံခြုံရေးတပ်ဖွဲ့စရဖရုံအနည်းနာမှာကြောက်ရောက်မှုရှိခဲ့တယ်လို့ကြောက်ဖြူမြို့ကစစ်ရေးသတင်းရင်းမြစ်ကပြောပြထားပါဗါ15ရက်နေ့တုန်းကလည်းစရဖရဲယုံနာမှာကြီးစံကြတယ်ဒါပေမဲ့မပောက်ကွဲလို့လူတော့မထိခိုက်ဘူးလို့ပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းမြိုင်မြို့နယ်ကနေပြူစောထီရွာမှာကင်းဆောင်နေတဲ့ပြူစောထီများကိုစနိုက်ပါနဲ့ပြစ်ခတ်တခတ်ရာတအုပ်တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ10ရက်နေ့မှာကနေပြူစောထီရွာမှာကင်းဆောင်နေတဲ့ပြူစောထီများကိုတော်လိုင်းတပ်ဖွဲ့ဝင်များကစနိုက်ပါနဲ့တွားရောက်ပြီးတော့ပြစ်ခတ်တိုက်ခတ်ခဲ့တယ်လို့သိရပါဗျာ။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာပြူစောတီတအုပ်ကြည်စံထိမှန်ခဲ့ပြီးတော့အဲ့ဒီဒဏ်ရာကြောင့်ဇွန်လ17ရက်နေ့မှာတိတ်ဆုံးသွားတယ်လို့သိရပါဗျ တိုက်ခိုက်မှုပြုလုပ်ပြီးတဲ့နောက်တော်လိုင်းတပ်ဖွဲ့ဝင်တွေဟာအထိကမ်းမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။ကန်နေပြူစောတိရွာကိုဇွန်လ9ရက်နေ့ကစတင်ပြီးတော့ပျောက်ကြားဆက်နေနဲ့စောင့်ဆိုင်းပြီးတော့တိုက်ခိုက်ခဲ့တာပါ။အဲ့ဒီလိုစောင့်ဆိုင်းနေတော့10ရက်နေ့မှာပြူစောတိတကောင်ကိုစနိုက်ပါနဲ့ပစ်လိုက်နိုင်ခဲ့တယ်။အပစ်ခံတဲ့ပြူစောတိကထိခိုက်ဒဏ်ရာရကြောင့်13ရက်နေ့မှာတေဆုံးသွားတယ်လို့သိရတယ်လို့ဗစ်တာပျောက်ကြားတပ်ဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါဗျ။၎င်းတိုက်ခိုက်မှုကိုဗစ်တာပျောက်ကြားတပ်ဖွဲ့ပခုတ်ကူခရန်တိုင်ရင်နဲ့တက်ခွဲနဲ့ မုံရွာခရိုင်တရင်း25တပ်ခွဲနဲ့စနိုက်ပါအဖွဲ့အညာမြေပြောက်ကြားတပ်ဖွဲ့မြို့နယ်ပကဖနဲ့လျှက်စီးပြောက်ကြားတပ်ဖွဲ့မြို့နယ်ပကဖတို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်းတရင်ရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ KNB နဲ့မြဝတီမြို့နယ်ကြားဖြတ်ငွေလိန်ဂိုင်းမှာပါကစ္စတန်နိုင်ငံသားအဗ်ဒူမာနန်ရိုက်နှက်နှင်းပန်းနှိပ်စက်ခံနေရတဲ့အတော့ကုညီကယ်ဆယ်ပေးပါရန်မိသားစုကအကူအညီတောင်းခံလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ပါကစ္စတန်နိုင်ငံသားအဗ်ဒူမာနန်ဟာ တက်ဂျန်ရွာရှာတာမြို့နယ်နီလမ်ခရိုင်အဇက်ကက်ရှမာကဖြစ်ပြီးတော့မိသားစုဝင်တွေဟာဝင်ဝင်နေပါသူတွေဖြစ်တယ်လို့သိရပါဗျ။မွေးချင်း9ရောက်ရှိပြီးတော့သူတယောက်တည်းတားရောက်ကြလေးဖြစ်တယ်လို့ပြောဆိုထားပါတယ်။မိခင်ဖြစ်သူဟာအလွန်နေမကောင်းဖြစ်ပြီးတော့ဖခင်ကလည်းဝင်ဝင်နေပါသူတူဖြစ်တယ်လို့သိရပါတယ်။ဝင်ဝင်ကောင်းတဲ့အလုတ်လုတ်ဖို့ရှိတယ်ဆိုပြီးတော့2024ခုနှစ်ဒီဇင်ဘာလမှာထိုင်းနိုင်ငံကိုထွက်ခွာလာခဲ့ပြီးတော့ထိုင်းမြန်မာနယ်စပ်မဲဆောက်ဘက်ကိုတွားရောက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်တလလောက်အဆက်အသွယ်ရရှိခဲ့ပြီးတဲ့နောက် နောက်ပိုင်းမှာအဆက်အသွယ်မရတော့ဘူးလို့မိသားစုဝင်တဦးကသတင်းပေးဖို့တိုင်ကြားထားပါတယ်ကျမတို့မိသားစုမှာသူကတူရီတော်သားပါကျန်တာတွေကသူ့အမတွေကြီးပဲအဖေကအလုတ်သိမ့်မလုတ်နိုင်တော့ဘူးအမေကလည်းကျမကြီးမကောင်ဖြစ်နေတယ်အခုသူနဲ့ဓာတ်ရိုက်မဟုတ်ဘဲနဲ့သူ့ရဲ့မိတ်ဆွေပါကစ္စတန်နေစီကတိရတာကငွေလိန်ခိုင်းတာ ကောင်းကောင်းမလုပ်လို့ဆိုပြီးတော့နှိပ်စက်ခံရတယ်တဲ့လျှက်စစ်ဒုံးနဲ့ရှော့ရိုက်ခံနေရတယ်ကျမတို့မောင်လေးကိုကယ်တင်ပေးပါဦးကျမတို့အာကိုပြစီလို့ပါကစ္စတန်နိုင်ငံသားအဗ်ဒူမာနန်ရဲ့အမဖြစ်သူကသတင်းပေးဖို့တိုင်ကြားထားပါတယ်ယခုကပါကစ္စတန်နိုင်ငံသားအဗ်ဒူမာနန်ရဲ့မိသားစုဝင်တွေဟာအဆက်အသွယ်ပြတ်တောက်နေတာဟာလေးလကျော်ငါးလနီးပါးဖြစ်နေပြီးတော့မိသားစုဝင်များကအလုံးမင်းစိုးရိမ်နေကြတယ်လို့ပြောဆိုထားပါတယ် ပါကစ္စတန်နိုင်ငံသားအဗ်ဒူမာနန်မိခင်နိုင်ငံကိုပြန်နိုင်ရေးအတွက်တိုက်နိုင်တဲ့သူများအလုံးကဝမ်းဝမ်းပြီးတော့ကူညီပေးကြပါရန်မိသားစုကမြစ်တာရက်ခံထားပါတယ်။မြောက်ရီမြို့နယ်မှာကြားပြန့်အွန်လိုင်းငွေလိမ်ခိုင်းများကိုစစ်ကောင်စီလက်အောက်ခံဗိုလ်မှူးကြီးစောချစ်သူဦးဆောင်တဲ့ကရင်နယ်ခြားဆောင်တပ် BGF အပါအဝင်လက်နက်ကိုင်တချို့ကအကအကွယ်ပေးထားပြီးတော့အခုအချိန်ထိလဲလုပ်ငန်းများကိုအချိန်ဟုန်နဲ့ဆက်လက်ပြီးတော့လေပတ်လုတ်ကင်နေစေဖြစ်တယ်လို့ထိုင်းမြန်မာနယ်စပ်သတင်းရင်းမြစ်များကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းရေနံချောင်းမြို့နယ်မှာစစ်တပ်ကစစ်ကြောင်းထိုးပြီးတော့ပြည်သူ၄ဦးကိုတပ်ဖြတ်ကနေအိမ်73လုံးထဲမှနေမိရှုဖျက်ဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ17ရက်နေ့ကရေနံချောင်းမြို့ကနေထွက်လာတဲ့ခလာရ88ခလာရ89ခလာရ73ပူးပေါင်းစစ်ကြောင်းဟာစခန်းကန်အုပ်စုကန်တာရွာတဲ့ခြေရွာကိုဝင်ရောက်ပြီးတော့၃ညအိတ်တဆွဲက ပြည်သူတွေရဲ့နေအိမ်ဆယ်လုံးထက်မနည်းကိုမိရှုဖြတ်စည်းသွားတယ်လို့သိရပါဗါးအဲ့ဒီနောက်မကြီးကန်အုပ်စုလုံချိုကြီးွာကိုလည်းဝင်းရောက်တက်ဆွဲခဲ့တယ်လို့သိရပါဗါးအခုဝင်လာတဲ့စစ်ကြောင်းကလည်းစခန်းကအုပ်စုကန္တာရွာတိကြီးပါကိုအ ਨੇ စုံနေအိမ်ဆယ်လုံးဝင်းကျင်လောက်ရှိမယ်သူတို့တွေမိရှုဖြက်စီးသွားတာနေအိမ်ဆယ်လုံးဆိုတာခံမှန်းပေါ့သူတို့နေတဲ့၃ရက်၄ရက်အတွင်းမှာနေတိုင်းလိုလိုမိရှုနေတာပါကန္တာရွာတိကနေထွက်လာတဲ့နေမှာလဲ ခတ်ပြီးတော့မိရှို့ခဲ့သေးတယ်လို့ဒေသနေပြည်သူတို့ကရှင်းပြထားပါတယ်အလားတူပဲပြီးခဲ့တဲ့မေလ28ရက်နေ့ကလည်းရေနံချောင်းမြို့နယ်မကြီးကန်အုပ်စုလုံချိုကျေးပါကိုဝင်ရောက်လာတဲ့အကြမ်းမဲ့စစ်တပ်စစ်ကြောင်းကပြည်သူ၃ဦးကိုတပ်ဖြတ်ပြီးတော့နေအိမ်၃လုံးကိုမိရှို့ဖျက်ဆီးသွားတယ်လို့ပြောပါတယ်အလားတူပဲအင်တော်အုပ်စုအင်တော်ကျေးပါကိုဆက်လက်ဝင်ရောက်ပြီးတော့ပြည်သူ၃ဦးကိုလည်းတပ်ဖြတ်သွားတယ်လို့သိရပါတယ်ရေနံချောင်းမြို့နယ်အတွင်းမှာစစ်တပ်ကစစ်ကြောင်းထိုးနေတဲ့အတွက် ကျေးရွာဆယ်ရွာထက်မင်းဲမှာရှိတဲ့ပြည်သူများဟာမိုးရဲရေထဲမှာအရေးပေါ်စစ်ဘေးရှောင်နေရပြီးတော့အခုလိုမျိုးစစ်ဘေးရှောင်နေရတဲ့ကာလကြာမြင့်လာပြီးဖြစ်တဲ့အတွက်ကြောင့်အရေးပေါ်စေဝါနဲ့စားနပ်ရိက္ခာများလိုအပ်လျက်ရှိတယ်လို့ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းရွှေဘုံမြို့နယ်တဲပင်ရွာဖုံကြီးကျောင်းကိုအကြမ်းဖက်ဆက်တကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လက်နက်ကြီးနဲ့ပစ်ခတ်ခြင်းကြောင့်ပြည်သူတအုပ်ထိခိုက်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ16ရက်နေ့မွန်းလွယ်3:17မိနစ်ခန့်မှာရွှေဘုံမြို့နယ်အနောက်ချမ်းမှာရှိတဲ့တဲပင်ကျေးရွာဖုံကြီးကျောင်းကိုအကြမ်းဖက်ဆက်တရဲ့42တပ်ရင်းကစစ်ကောင်စီတပ်သားများကဟာဝေဇာလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်ဆက်တကပစ်ခတ်လိုက်တဲ့လက်နက်ကြီးများဟာ ဘုံကြီးကျောင်းဝင်းအတွင်းထဲကိုကြောက်ရောက်ပောက်ကွဲခဲ့ပြီးတော့အသက်16နှစ်အရွယ်ကိုလိုင်းမင်းဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ပြောပါတယ်အဲ့ဒီထိခိုက်ဒဏ်ရာရတဲ့လူငယ်ကိုဇေယသွေးပြည်သူ့ကာကွယ်ရေးအဖွဲ့ကစေကံကိုပို့ဆောင်ပေးခဲ့ပြီးတော့ဒဏ်ရာအခြေအနေကတော့မစိုးရိမ်ရတော့ဘူးလို့ပြောပါတယ်စစ်ခွေးတွေကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာပါတဲပင်ကြီးပါဘုံကြီးကျောင်းကိုတလုံးနဲ့ရွာရဲ့အနောက်ဘက်ကိုတလုံးကျတယ်လက်နက်ကြီးနှလုံးနဲ့ပစ်တာပါကျောင်းနိုင်ဆရာတော်ကတော့ထိခိုက်မှုမရှိပါဘူးအသေးစားဒဏ်ရာလောက်ပဲရသွားတယ်လို့ဇေယသွေးပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ် အဲ့ဒီကြေးရွာမှာနေတဲ့ပြည်သူများဟာအကြမ်းဖက်စစ်တပ်စစ်ကြောင်းကြောင့်ဇွန်လ14ရက်နေ့နဲ့15ရက်နေ့တွေမှာစစ်ဘေးတိမ်းရှောင်နေရခြင်းဖြစ်ပြီးဒီကနေ့မှာပြည်သူများဟာကြေးရွာတွေကိုပြန်လည်ရောက်ရှိနေတဲ့အချိန်အကြမ်းဖက်စစ်ကောင်စီတပ်သားများကလက်နက်ကြီးများနဲ့စတင်ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းဆက်လင်းမြို့နယ်တညောင်တိုက်နယ်ရဲစခန်းမှုအလင်းဝင်ရောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ15ရက်နေ့ညနေ6နာရီလောက်မှာဆက်လင်းမြို့နယ်တညောင်တိုက်နယ်စခန်းမှုအဖြစ်နဲ့ပြောင်းရွှေ့တာဝန်ထမ်းဆောင်နေတဲ့ဒူရဲမှုတအူးဟာအကြမ်းဖက်စစ်ကောင်စီရဲ့လက်အောက်မှာတာဝန်မထမ်းဆောင်ကျင်တော့တဲ့အတွက်ဆက်လင်းမြို့နယ်ပကပထမ်းကိုချိတ်ဆက်ပြီးတော့အလင်းဝင်ရောက်လာတယ်လို့သိရပါတယ်။အခုလိုမျိုးအလင်းဝင်လာတဲ့ဒူရဲမှုဟာဆက်လင်းမြို့နယ်မှုယုံမှာဒူမြို့နယ်မှုအဖြစ်နှစ်နှစ်ခန့်တာဝန်ထမ်းဆောင်ခဲ့ပြီးတဲ့နောက် အခုနှစ်ဇွန်လအစောပိုင်းမှာတညောင်တိုက်နယ်စခန်းမှုအဖြစ်နဲ့ပြောင်းရွှေ့တာဝန်ထမ်းဆောင်လာခြင်းဖြစ်တယ်လို့သိရပါဗျ။အဓိကကတော့လက်နက်ခဲရနဲ့အလင်းဝင်ရောက်ပြီးထိုက်တဲ့နယ်စုချင်းဝေရယူကပြည်သူလူထုဘက်ကနေရက်တည်ပြီးတော့စစ်အာဏာရှင်ကိုတော်လှန်ပေးကြဖို့ကြံရှိနေတဲ့စစ်ကောင်စီတပ်သားများရဲတပ်သားများကိုနှိုးဆော်ခြင်းပါတယ်လို့ဆလင်းမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကတာဝန်ရှိသူကပြောကြားထားပါဗျ။ဆလင်းမြို့နယ်အတွင်းမှာကြံရှိနေတဲ့စစ်ကောင်စီလက်အောက်ခံစစ်သားများနဲ့ရဲတပ်သားများအနေနဲ့လည်းပြည်သူလူထုနဲ့အတူပူးပေါင်းပါဝင်ပြီးတော့လက်နက်ခဲများနဲ့အတူအလင်းဝင်ရောက်ပြီး ထိုက်တဲ့စုချင်းဝင်များကိုရယူကစစ်အာဏာရှင်ကိုတော်လှန်ပေးကြပါရန်စလင်းမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကအတိပေးနှိုးဆော်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါင်းကကင်းဝေးပြီးတော့အချမ်းမဆစ်အာနာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလည်း အမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ